မင်္ဂလာညချမ်းပါရှင်။2025ခုနှစ်ဧပြီလ29ရက်ရေဒီယို NUG ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမမ။ကျွန်မအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့မင်းနီဆွန်ထပ်ပြည်နယ်တွင်ကျင်းပပြုလုပ်တဲ့တော်လန်တကြံတို့ပြည်တော်စုဝင်ကြီးသောစူဇနာလှလှဆူတက်ရောက်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ မရိကန်နိုင်ငံမင်းနီဆိုနာပြည်နယ်မှာတော်လန်တဇန်ကို2025ခုနှစ်ဧပြီလ29ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ရာမြို့သမီးလူငယ်နဲ့ကလေးတငယ်ရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနော်ဆူဇန်နာလှလှဆိုတက်ရောက်အားပေးစကားပြောကြားခဲ့တယ်လို့သိရပါဗါဒတော်လန်တဇန်ပွဲမှာမြမရေရတည်တချင်းအကများနဲ့တီးဆိုးဖျော်ပြခြင်းမြမရေရစားစရာများကိုရောင်းချပေးခြင်းသုံးဆောင်ပစ္စည်းများကိုကန်ဆယ်မဲ့ဖောက်ပေးခြင်းအစားရှိသည့်တို့ကိုလှူဆောင်ပြီးဝန်ကြီးဌာနမှလည်းဆိုင်ငံ့ဖွင့်လှစ်ပြီး စပေးရှောင်မျိုးသမီးများကလေးများရဲ့ထုတ်ကုန်ပစ္စည်းတွေကိုရောင်းချရာလူငွေစုစုပေါင်း1185ဒေါ်လာရရှိခဲ့ပါတယ်။ရရှိလာတဲ့ရမုံငွေများကို လိုအပ်နေတဲ့နေရာများဖြစ်တဲ့အထူးသဖြင့်ငလီမေးသင့်ဒေတာများတို့ပေးပို့လှူဒန်းသွားမယ်လို့တရင်ရရှိပါတယ်ရှင်။နောက်ထပ်တရင်တစ်ပုဒ်ကတော့ငလီလှုပ်ပြီးတလားပြည့်တိတိုင်း9ရက်မှ2ရက်ကစိတ်ဒဏ်ရာခံစားနေရဆဲဖြစ်တဲ့ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ ငလျင်လုံပြီးတလားပြည့်တိတိုင်၅ရောက်မှ၂ရောက်ကစိတ်ဒဏ်ရာခံစားနေရဆဲဖြစ်ကြောင်း you report မြန်မာကဖော်ပြပါဗျ။ဒီတွေ့ရှိမှုတွေက you report မြန်မာကနေပြီးငလျင်နောက်ပိုင်းအခြေအနေတွေပေါ်လူငယ်တွေကိုယ်တိုင်ပါဝင်ဆွေးနွေးခဲ့တဲ့ poll ရလဒ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။တလားကျော်ပြီးပေမဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာငလျင်ငိုခံခဲ့ရတဲ့သူတွေအတွက် ရေးကြီးတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေဆဲဖြစ်ပြီးအားလုံးရဲ့ခံစားချက်တွေကိုနားထောင်ပြီး ကူညီပေးမှာပေါ့ယူရီဖို့မြန်မာကလူငယ်တွေနဲ့အတူရှိနေတယ်လို့ဆိုပါတယ်။မလ28ရက်အတွင်းစကိုင်းမြို့ကိုဗဟုပြုပြီးလှုပ်ခတ်ခဲ့တဲ့ပြင်အား9.8အဆင့်ရှိစကိုင်းငလင်းကြောင့်လူရေ3000ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်ရှင်။ဆက်လက်တင်ပြပေးမယ့်သတင်းကတော့မြန်မာရေးနဲ့ပတ်သက်ပြီးတောင်ကိုရီးယားနိုင်ငံဆိုင်ရာတရုတ်တန်ယုံစီတို့ အိပ်ပွင့်ပေးစာပေးပို့မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာရေးနဲ့ပတ်သက်ပြီးတောင်ကိုရီးယားနိုင်ငံဆိုင်ရာတရုတ်သံရုံးစီကိုအိပ်ပွင့်ပေးစာပေးပို့မှာဖြစ်ကြောင်းသိရပါတယ်။မလတ်၄ရက်မွန်းလယ်တနင်္လာမှာညနေ၄နာရီအထိကိုရီးယားဆိုလ်ဘူတာမှာဂျွန်ဂန်စာရိုက်ထိကနဦးလန်ရှောက်ဆန္ဒထုတ်ဖော်မှာဖြစ်တယ်လို့ MFDMC ကအသိပေးဆိုပါတယ်။တောင်ကိုရီးယားနိုင်ငံဆိုလ်မြို့နဲ့လမ်းမများထက်တွင်တရုတ်အစိုးရ၏မြန်မာစစ်တပ်ပံ့ပိုးမှုစတင်ခြင်းကြောင့်မြန်မာပြည်သူအသံများကိုအရှိန်မြှင့်တင်မိဖြစ်က မြန်မာပြည်သူများရဲ့လူမျှရေးလိုအပ်ချက်ကိုကိုရီးယားဆိုရနဲ့ကိုရီးယားပြည်သူများထံသာမကနိုင်ငံတကာအတိုင်းအဝိုင်းထံတင်စကားပါမယ်လို့သိရပါတယ်ရှင်။ဆလဘီမြန်မာငလင်ပေးတဲ့ပြည်သူများအတွက်နော်ဝေးခရိုနာတသိန်း9000ကျော်လူငွေရရှိထားတဲ့တင်ကိုတင်ပြပေးပါအောင်မယ်။မြန်မာငလင်ပေးတဲ့ပြည်သူများအတွက်နော်ဝေးခရိုနာတသိန်း9000ကျော်လူငွေရရှိထားတယ်လို့သိရပါတယ်။ငလင်အတွက်လူဒန်းမှုများမှ base bank ေးဖယ်စသည်တို့မှစုစုပေါင်း3,6,999ခရိုနာလူငွေရရှိထားကြောင်းသိရပါတယ်။ငလင်ဘေးကငွေစုတာ3,6,000ကျော်ရတယ်။ခုထိဆက်စုနေတုန်းဖြစ်တယ်လို့ CRPH Support Cruise Norway မှာအတွင်းမှုမဝင်မဝင်ကပြောပါတယ်။ဒီကြားထီရောက်သောလူရန်မှုများဆက်လက်လူရန်လျက်ရှိပြီးဗန်နဲ့အခြားဘေးစုဝင်လာသောလူရှင်များစင်ကိုလည်း CRPH Support Cruise မှာဖော်ပြထားပါတယ်ရှင်။ MFDNC ထားဖို့တတာဖလားတောင်ကိုရီးယားနိုင်ငံဖိုချွန်မြို့ရဲစစ်ပေးဆောင်ရမုံငွေဘောလုံးပြိုင်ပွဲကျင်းပတဲ့တရင်ကိုလည်းတင်ပြပေးပါမယ်။တောင်ကိုရီးယားနိုင်ငံဖိုချွန်မြို့၌ MFDNC ထားဖို့တတာဖလားအမည်ရှိစစ်ပေးဆောင်ရမုံငွေအတွက်ဘောလုံးပြိုင်ပွဲတရက်ကိုဘောလုံးသင်း၁၆တင်းလူရည်၄၀၀ဝန်းကျင်နဲ့ကျင်းပခဲ့ပါတယ်။ဘောလုံးပြိုင်ပွဲမှာ MFDMC ဥက္ကဋ္ဌဦးစောမိုးအောင်နဲ့ MFDNC အဖွဲ့တာဝန်ခံများရမုံငွေဘောလုံးပြိုင်ပွဲကြီးကြပ်ရေးတာဝန်ခံကော်မတီကိုရီးယားတာဝန်ခံများမှာ တော်လင်းအတွက်အားပေးတိုက်တွန်းစကားများပြောကြတာလုံဆောင်အားပေးမှုများပြုလုပ်ခဲ့ပါတယ်။လာရောက်သည့်ပြည်သက်များအတွက်စစ်ပေးရှောင်ရမှုဝေဖြစ်မြမအစားတောင်းမုံမျိုးစုံနဲ့တော်လင်းမတရားအင်ဂျီရင်တို့များကိုရောင်းချခဲ့ပြီးရရှိတဲ့ဝင်ငွေများကိုစစ်ပေးဒုက္ခသည်များအားပေးပို့နိုင်ရန်စီစဉ်ခဲ့ကြတယ်လို့သိရပါတယ်။ MFDMC ထောက်ပို့တတာဖလားဘလုံးပြိုင်ပွဲကိုသုံးချိန်ကျင်းပခဲ့ရမှာအမြဲပူပေါင်းပါဝင်ပြီးရှင်ပြိုင်ခဲ့ပြီးသုံးချိန်ဆက်တိုက်အင်ချွန်းဖော်လုံးအသင်းမှစုခူရရှိခဲ့ပါရဲ့ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့တာဂီမပေးပို့ထားတာဖြစ်ပါတယ်ရှင်။